တန်မျိုးသားလုံးမြောက်ရေးတက်မတော် TNLA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲမြို့ကိုပြန်ရဖို့ထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်ဟာနောင်ချိုကြောင်မဲလမ်းလျှောက်ထိုးစစ်ဆင်လာခဲ့ပြီးလက်ရှိမှာဆိုရင်မြို့ဝင်အနီးရောက်နေသလိုစစ်ကြောင်းတွေဖြန့်ခွဲပြီးဆက်လက်ထိုးစစ်ဆင်နေပါတယ်ကြောင်မဲမြို့ကိုပြန်ရရှိဖို့အတွက်စစ်ကောင်စီဟာလေကြောင်းတိုက်ခတ်မှုတွေအပြင်းထန်ပြုလုပ်နေသလိုအသေးခံဒရုန်းတွေအစိမ့်ငွေဘုံးတွေပါအသုံးပြုနေရလို့ TNLA ဘက်ကဆိုပါတယ် စက်တင်ဘာ28ရက်နေ့ညမှာကြောင်မဲမြို့ပေါ်ကနေ TNL တပ်ဖွဲ့ဝင်တို့ဆုတ်ခွာသွားတယ်လို့လည်းသတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။တကယ်ပဲကြောင်မဲမြို့ပေါ်ကနေ TNL အဖွဲ့တွေဆုတ်ခွာသွားပြီလား။စစ်ကောင်စီဟာကြောင်မဲကိုပြန်ရဖို့အတွက်ဘလို့စနီးပြူဟာတွေတုံးနေပါသလဲ။ TNL အဖွဲ့အနေနဲ့ကဟောကြောင်မဲမျိုးကိုလက်မလွတ်ရရေးအတွက်ဘလို့အခက်ခဲတွေကြုံနေရပါသလဲဒီအခြေအနေတွေနဲ့ပတ်သက်ပြီး TNL အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးကိုမြန်မာနိုင်ငံကဆက်သွယ်မေးမြန်းထားပါဗျာ ကြောင်မဲမျိုးကိုစစ်ကောင်စီကပြန်ရဖို့လေအာဘလို့ပုံစံမျိုးနဲ့စစ်ကြောင်းတွေထိုးနေပြီးတော့ဘယ်နေရာတွေမှာတိုက်ပွဲတွေဖြစ်နေပါသလဲခင်ဗျဒီလုံဝဲဘက်မှာဒီစကန်တာဘက်မှာထိုးစစ်စင်ပြီးတော့မှတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်လောလောဆယ်မှာကမြင်တွေ့နေရတာကတော့ဒီ မရှိတမ်းမှာဆိုရင်တော့သူတို့ကဒီတကြောင်းပဲပေါ့နော်ဒီကြောင်မဲနှောင်ချိုကနေတက်လာတဲ့အဒီကစကန်တာအတိကတော့သူတို့ကတော့ပုံမှန်တကြောင်းပဲထိုးတယ်အပြီးဆိုတော့နောက်တန်းမှာဆိုရင်အားတွေဖြစ်တင်တာမျိုးပေါ့နော်လိုအပ်တဲ့ဒီလက်နဲ့ခရမ်းတွေလေကြောင်းအဲ့လိုမျိုးလောက်တာမျိုးတွေရှိပါတယ်လောလောဆယ်မှာတော့ဒီတကြောင်းပေါ့နော်နောက်ပိုင်းမှာဒီဆိုရင်တော့ဒီနောက်ချိုဘက်ကနေတဆင့်ဒီပြင်ဦးလုံကိုအချိန်ဆက်ပြီးတော့မှဒီမိုးကုတ်ထိသွားလာတယ် သွားတဲ့လမ်းကြောင်းကနေထိုးစစ်ဆင်ဖို့ပြင်နေတာမျိုးတွေလည်းတွေ့ရပါတယ်ဟုတ်ကဲ့ဆိုတော့တိုက်ပွဲကပြင်းထန်နေရဆိုတော့ဒီနှစ်ဖက်စီအခြေအနေကဘလို့အားသာချက်အားနည်းချက်တွေရှိနေလဲပေါ့အာ TNL အနေနဲ့ကတော့ဘလို့ပုံစံမျိုးနဲ့တိုက်ပွဲဝင်နေပါလဲအဟုတ်ကဲ့လောလောဆယ်မှာတော့မြင်တွေ့နေရတာကတော့မစစ်ကောင်စီဖက်ကဖက်ဖက်ကနေဒီအာစီ အတုံးဆောင်ပစ္စည်းကတော့အတာနေတာမျိုးတွေရှိပါတယ်ဒီလက်နဲ့ခရမ်းပဲပြောမလားပြီးတော့လေချောင်းကကလေချောင်းပုံချဲတိုက်ခိုက်တာပဲပြောမလားပြီးလက်ရှိက drone ပေါ့နော် drone ကနေတဲ့စင်အသေးခံ drone တွေတုံးပြီးတော့မှ ပုံကြတိုက်ခိုက်တာမျိုးတွေရှိတယ်။အာနောက်တစ်ခုကတော့ဒီအစိမ့်ငွေတွေအတုံးပြီးတော့မှပုံကြတိုက်ခိုက်နေတာရှိပါတယ်။ဆိုတော့ကကျမတို့ဘက်ကတော့ခုခံကကွယ်ကူကလည်းလက်ရှိမှာတော့ခက်ခဲစင်ကုန်မှုတွေတော့ရှိနေပါတယ်။လောလောဆယ်မှာတော့ခုခံနေတဲ့အခြေအနေမျိုးရှိပါတယ်ဟုတ်ကဲ့။ဆရာမပြောသွားတဲ့အထဲမှာဒီအသေးခံ drone တွေအစိမ့်ငွေဘုံတွေကိုပါစစ်ကောင်စီဘက်ကတုံးနေတာဆိုတော့ဒီကြောင်မဲမျိုးကိုကာကွယ်ဖို့အတွက် TNL အနေနဲ့အခက်ကြုံနေပြီလားပေါ့အာလက်လွတ်ပေးရနိုင်လားပေါ့နော် โอเคလောလောဆယ်ဒီဒါကတော့ကျမရဲ့အမြင်တစ်ခုလုံးကိုပြောမယ်ဆိုရင်တော့တကယ်လို့ကတော့ဒီလိုမျိုးပဲစစ်ကောင်စီဘက်ကတည်းကတာလို့အားနဲ့ထိုးစစ်စင်တာမျိုးပြီးတော့လက်နက်ကြီးသုံးတာ drone နဲ့သုံးတာပြီးတော့ဒီအစိမ့်ငွေပုံသုံးတယ်ဆိုတော့ကျမတို့အတွက်ကတော့ခုခံဖို့တော့အနေချင်းခက်ခဲနေတယ်လို့မြင်တယ်နောက်တစ်ခုက data ခံလူထုတွေကပါဖို့မှုကလည်းအရေးကြီးပါတယ်မနေ့ကဖြစ်စေဆိုရင် test ခန်းကဖယ်ရှားလိုက်တယ်ဆိုတော့ကျမတို့အတွက်ဒီလုံခြုံရေးပဲပြောမလားဘောနော်ဒီ အမ်လုံချုံရေးရဲ့မစီးပဲပြောမလားတဲ့အဲ့ဒါကတော့အနေငယ်တော့ခက်ခဲမယ်လို့တော့မြင်ပါတယ်ဟုတ်ကဲ့ဆိုတော့တချို့ဒီလူမှုကွန်ရက်တွေမှာကြောင်မဲမျိုးကနေ TNL အဖွဲ့တွေစတင်ဆုတ်ခွာနေပြီလို့ပြောနေကြတယ်အဲ့ဒါကတော့ဟုတ်ပါသလားအဲဘလို့အခြေအနေရှိပါသလဲဘယ်လိုလို့ဆက်ပါတော့အဲ့လိုမျိုးကျမတို့ဆုတ်ခွာတော့တာမျိုးတွေတော့မရှိသေးပါဘူးလောဆယ်မှာတော့ကျမတို့ကအတက်နိုင်ဆုံးတော့ခုခံကာကွယ်ဆောင်ရွက်နေပါတယ်ဟာလိုအပ်တဲ့ဒီခုခံမှုအနေနဲ့လည်းဆောင်ရွက်နေတာမျိုးတွေရှိပါတယ်ဟုတ်ကဲ့ ကျွန်တော်မနေ့ကဒီဗီဒီယိုဖိုင်တွေ့လိုက်ရတယ်ပေါ့နော်ဒီကြောင်မဲမျိုးအပိုင်တွေက SSP အဖွဲ့ထိန်းချုပ်ထားတဲ့ဒီ Mindin ကြေးရွာကဒေတာကန်တွေက TNL တက်စကန်တွေကိုဒီဆန္ဒပြပြီးဖျက်လိုက်တဲ့ရုပ်သံဖိုင်တွေလည်းတွေ့ရတော့ဒီအခြေအနေကရောဘယ်လိုဖြစ်တာပါလဲ လောလောဆယ်ကတော့ကျမတို့ကလည်းဒီကိစ္စတွေကိုစုံစမ်းနေဆက်ဖြစ်တယ်။ပြီးမှလည်းဒီအသက်ဘွယ်ကာလမှာဖန်ဆင်းရမယ့်တူတွေလည်းရှိပါတယ်။ဒီကိစ္စကိုတော့ကျမတို့စုံစမ်းစစ်ဆေးမှုတွေတော့လုပ်နေပါတယ်။ဟုတ်ကဲ့။တတိယချက်လည်းထောက်ထားတူကလည်းဆွဆောင်နေပါတယ်။ဟုတ်ကဲ့။တစ်ဖက်မှာလည်းကျမတို့ကစီရင် တိုက်ပွဲနဲ့ခုခံနေရတဲ့အတွက်ကြောင့်ဒီကိစ္စကိုတော့ကျမတို့ကအပြေလဲတော့နေနဲ့ပဲကျမတို့ဖြေရှင်းချင်ပါတယ်လောလောဆယ်ကတော့ဘုံရတူကိုပဲအဓိကပြစ်မှတ်ထားပြီးတော့မှကျမတို့သွားစေချင်တယ်ပေါ့လीเนาะဆိုတော့ကလောလောဆယ်မှာတော့ဒီနှစ်ဖက် အတေအတကယ်လို့အတေပါဝင်ပတ်တတ်တဲ့သူတွေကိုအတက်နိုင်ဆုံးတော့ကျမတို့ဒီဟန်ငင်းချန်နဲ့နီလန်းနဲ့ပဲကျမတို့ဆွေးနွေးပွဲရှိပါတယ်ဒီဖြစ်စဉ်ရဲ့နောက်ွယ်မှာ SSP အဖွဲ့ပါဝင်ပတ်သက်နေရဲဆိုပြီးဒီတအန်းတက်နဲ့နှီးဆက်တဲ့သတင်းဌာနတွေကလည်းတရားဝင်ထုတ်ရေးကြနေရာကြီးရှိနေတော့ဒီ SSP အဖွဲ့နဲ့ TNLA ဆက်ဆံရေးအခြေအနေကရောဘယ်လိုရှိပါသလဲ loss မှာတော့ကျမတို့ ਨੇ ဒီ SSPP ကတော့ဆက်ဆံရေးကတော့ကောင်းပါတယ်။အဲဒီမနေ့ကဖြစ်သွားတဲ့ဖြစ်စဉ်ကတော့အကြောင်းအရာကတော့ကျမတို့လည်းအသေးစိတ်ဆုံဆန်းနေဆက်ဖြစ်တယ်။ဒီတက်တဲ့ချက်လက်တွေကတော့ဆူဆောင်းနေဆက်ဖြစ်ပါတယ်။လောလောဆယ်ကဒီအကြတရတဲ့အတိုင်းဆိုရင်တော့ဒီမနေ့ကအရွာသားတွေကစူပောင်းပြီးတော့မှဒီတွားရောက်ပြီးတော့မှဒီဒက်စကန်ကိုဖယ်ရှားတာမျိုးတွေရှိပါတယ်။ဟုတ်ကဲ့။အာနောက်တစ်ခုကဒီကြောင်မဲတိုက်ပွဲမှာပေါ့နော် TNLA တပ်ဖွဲ့ဝင်တို့အရှင်ဖမ်းမိပြီးတော့ အဲ့ဒီသူတွေကိုဒီစစ်ကောင်စီဘက်ကပေါ့လေခေါင်းဖြတ်တက်ဖြတ်ပြီးတော့ drone နဲ့ပြန်ပြီးတော့ချပြတယ်ဆိုပြီးတော့ဒီစစ်ဗျူဟာမျိုးကိုလေအဲတုံးတယ်ဆိုပြီးပြောနေဆိုနေရတယ်လည်းတွေ့ရတော့ဒီအဖမ်းခံရတဲ့တပ်ဖွဲ့ဝင်တွေရဲ့အခြေအနေကရောအဲဘယ်လိုမျိုးရှိပါသလဲလောလောဆယ်ကတော့ဒါကိုတော့မကြားတရားတိပါဘူးဟုတ်ပါလောလောဆယ်မှာတော့အတီးပြုတ်နိုင်တာကတော့ဒီတိုက်ပွဲကာလဖြစ်တဲ့လျောက်ဒီတစ်ဖက်နဲ့တစ်ဖက်မှာဒီတိုက်ခိုက်ကြဆုံးမှုတွေလည်းရှိပါတယ်အဲကျွန်မတို့ဘက်ကလည်းဒီ တက်တက်တာတွေကတော့ဒီထွက်ပြေးတာတော့ရှားပါတယ်လောလောဆယ်မှာတော့အဲ့ဒီတစ်ဖက်နဲ့တစ်ဖက်ဒီအထိကကြဆုံးမှုတွေတော့ရှိပါတယ်ဟုတ်ကဲ့